ကျမ်းမာတော်မူကြပါစားခမညာအခုမိတ်ဆွေတို့ကိုပြနေတဲ့ဒီပင်လေရေအောက်မှာရေကူးနေတဲ့ဗီဒီယိုပင်လေငါးတွေရေညှိတွေဒီကြောက်ဆောင်နေနဲ့ကူးနေတဲ့ဗီဒီယိုအဆုံးထိကြည့်ပေးပါပြီးရင်ကျွန်တော်ကိုမြန်မာနိုင်ငံဘေကန်းကြီးမှာတွားပြီးကူးထတာလဲကျွန်တော်ပြောပြပေးပါ Okay brother တို့ကြည်ပြီးလောက်ပြီကျောက်ဆောင်လေးလည်းတွေ့ပြီငားတွေလည်းအများကြီးတွေ့တယ်ဒီရေမော်တွေလည်းအများကြီးတွေ့တယ်ဒါမြန်မာနိုင်ငံရဲ့ဘယ်ကမ်းခြေလဲကျွန်တော်တို့ကော်တောင်းလားချောင်းသာလားငွေဆောင်လားငပလီလားဘယ်ကမ်းခြေလဲဘယ်ကမ်းခြေမှမဟုတ်ပါဘူးကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်းကရေကန်တစ်ခုမှရေကူးနေတာပါဟုတ်ပါတယ်မယုံရင်သေချာကြည့်ပါဒါကျွန်တော်ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပေါ်မှာတည်ရှိတဲ့ကျွန်တော်နောင်ချိုကန်လို့ခေါ်တဲ့ကန်ထဲမှာရေကူးနေတာဖြစ်ပါတယ်ဒီကန်ရဲ့ဒီနေရာကိုဗီဒီယိုနောက်ဆုံးမှာပြောပြပါမယ်မိုင်းပေါ်ကနောင်ချိုကန်လို့ခေါ်တယ်ဒီလိုကြီးစိမ့်ပြီးတော့ဓာတ်တွေနဲ့အတူတူရေကူးလို့ရတဲ့နေရာဒါပထမအဦးဆုံးတွေ့ရပါတယ်ကျွန်တော်မနေနိုင်ဘူးရမ်းကိုချွတ်ပြီးရေချိုးခြင်းတယ်အလားအပါကိုရိုက်ပြန်လိမ့်မယ်ကြည်နေလိုက်တာရမ်းလာတယ်ဥပမာဒီကအဲ့ဒီမှာကျွန်တော်တို့ဓာတ်တွေနဲ့ဗီဒါတွေ ဘီယာပင်နေရအဲ့ငယ်လေးကိုချက်တာဘောလေးကောက်ကောက်လေးမှာရေချီပြီးတော့စိမ့်ပြီးတော့အောက်ထဲမှာအကုန်လုံးကိုဖောက်နေနေရသူတရက်ကျော်လေရေကူးလို့လည်းကောင်းတယ်တကယ်တဘာဝအလရေကံပဲဒီတောင်ပေါ်ကျလာတယ်တောင်ကျရေဒီလေဘယ်လိုရှိလဲရေရီကဘာဖြစ်လို့လဲမသိဘူးကျွန်တော်တို့အေးဆက်မနေဘူး ပူပူနွေးနွေးလေးအရန်ကြီးချမ်းစိတ်နေတာမျိုးလည်းမရှိဘူးရေချိုးလို့ကောင်းတယ်နောက်ဒီဘက်ကတောင်ဒီဘက်ကနေထွက်လာတဲ့ရေကကျွန်တော်တို့စမ်းချောင်းကြီးကြလာတယ်လို့ရေတခွန်ကြလာတယ်လို့ကြလာတာမျိုးမဟုတ်ဘူးမြေအောက်ထဲကနေထွက်လာတာကျွန်တော်ကြည့်တော့လေအဲ့တော့အဲ့ဘက်အချမ်းမြေအောက်ထဲကထွက်လာတဲ့ရေကအရန်အေးစိတ်နေတာမျိုးမဟုတ်ဘူးဒီဘက်တောင်ဒီဘက်ကနေကြလာတဲ့ရေတွေနဲ့တော့ကြည့်အောက်ထဲမှာအေးချာကြည့်ငါးတွေအများကြီးပဲအဲငါးတွေကကြိုက်တာချော့တူရောနှိုးတွေရောကြိုက်တယ် ကျွန်တော်မြင်ရတဲ့မြင်ကွင်းကိုပြပါမယ်။ရေကိုငုတ်ပြီးပြမယ်။ဒါကျွန်တော်ဗီဒီယိုအစတော့ပြခဲ့တယ် brother တို့ကိုအယူလှုပ်လိုက်တယ်ဒါပင်လေဒဲကလူလူဘာလူလူနဲ့အယူလှုပ်လိုက်တဲ့ရေအောင်မြင်ကွင်းဖြစ်ပါတယ်အရန်ကိုရေချိုးလို့ကောင်းပြီးနွေးနွေးလေးနဲ့ရေငုတ်လို့ကောင်း နေလိုကောင်းတဲ့သဘာဝရေကန်လေးဖြစ်ပါတယ်ဗျ။ကြည်ကြည်တကယ်ကိုရေအောက်ကဘာကိုရောက်သွားတဲ့ခံစားချက်ကြီးပေးတာငားတွေကလည်းရှင်းလင်းကြည်လင်းနေတာပဲဗျာငားတွေအများကြီးဘိုက်တွေကိုက်လိုက်နို့တွေကိုက်လိုက်နဲ့ရမ်းလာတဲ့ကံမှာ လူတရက်ကျော်လောက်မြုပ်ပြင်မဲ့ကြီးစိမ့်ပြီးတော့တဘာဝတရားလာနေပြီးတော့ရှမ်းလေးတွေရေချိုးလို့ရအောင်လုပ်ပေးထားကြီးဟုံးရမ်းမိုက်တာဒီနေ့မှတစ်တုံးကြီးချလိုက်တော့အမိုက်တွေကဒီဘက်ထမရောက်တော့ကြီးပြတောက်ရှင်းနေရပဲဟုတ်ပါတယ် ကြည်ပြာစိမ့်လဲပြီးတော့ရေပြာအိုင်ခေါ်မလားရေစိမ့်အိုင်ခေါ်မလားကြိုက်တလောက်ခေါ်ကျွန်တော်လုံးဝအဖက်မထည့်ပဲနဲ့ဒီဗီဒီယိုတစ်ခုလုံးကိုဒီတိုင်းရိုးရိုး normal မှုနဲ့ကင်မရာနဲ့ရိုက်ထားတဲ့အရာကိုပဲကျွန်တော်အားလုံးပြထားခြင်းဖြစ်ပါတယ်အရန်ကိုရေချိုးလို့ကောင်းရေကူးလို့ကောင်းနေလို့ကောင်းနဲ့ရှမ်းပြည်နယ်ကတဘာဝရေကန်ရေကူးကန်လေးဖြစ်ပါတယ် ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့အားနည်းချက်လာတော့မသိဘူးဒီရေကန်အောက်ခြေမှာလည်းအမိုက်စုပ်တွေရေတံဘူးစုပ်တွေအများကြီးတွေ့တယ်ဒီလိုမျိုးမလုပ်ပါနဲ့ကျွန်တော်တို့ဒီလိုလှပတဲ့နေရာတွေကိုတိုးတက်အောင်လုပ်ဖို့ကျွန်တော်တို့နိုင်ငံမှာလုပ်တွေအများကြီးရှိတယ်เนาะရန်တွေပဲဖြစ်မနေကြပါနဲ့ဒါကတော့ဒီရေကန်ရဲ့ကျွန်တော်တို့ဒီဘက်ချမ်းကလေးတွေဆော့ပြီးဖောင်စည်းနေတာ နောက်ဂျွန်းတွေခုတ်ကြတယ်ရေတွေကူးကြတယ်ကျွန်တော်ငယ်ဘွားတောင်တတိယသွားတယ်နောက်ဆုံးအနေနဲ့ဒီနေရာကတော့ကျွန်တော်တို့ Google Map ကနေရှာလိုက်ပါမိုင်းပုံမြို့နန်းမှာရှိတဲ့ နှောင်ချိုရေကန်ဆိုရင် Google Map မှာတွေ့ပါလိမ့်မယ်။မိုင်းပုံမျိုးမှာလည်းလူတိုင်းကိုမေးရင်ဒီရေကန်ကိုမသိတယ်လို့မရှိပါဘူးခင်ဗျာ။ကျေးဇူးများကြီးတင်ပါတယ်။နောက်နောက်မှာလည်းရှမ်းပြည်နယ်ကဒီလိုအရန်လာတဲ့နေရာတွေကျွန်တော်ရောက်ခဲ့လို့ရှိရင်အများသူငါသိအောင်ကျွန်တော် knowledge sharing နဲ့ဒီမြင်ရတဲ့စိတ်ချမ်းသာမှုစိတ်ကြည်လင်မှုအတူတူမျှဝေခံစားပေးပါမယ်ခင်ဗျာ။ကျမ်းမာတော်မူကြပါစေခင်ဗျာ။